။တရကအကြံဖက်လမ်းစဉ်ခြေသွေးနေတဲ့အကြံဖက်တောင်းကြသူတွေဟာသာဝရချင်းချင်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးထက်မြန်မြေလက်နေတနေဓာတစဉ်စီပင်ဝါရကိုသာခြေသွေးလိုချင်တာကြောင့်ဒိုင်းသားစီလို့ညွညွရေးကိုထိခတ်တယ်နဲ့အခြေအနေတွေချုပ်ကလာခဲ့ရတယ်မြန်မာဒေသနဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြံဖက်တောင်းကြသူတွေရဲ့တိုက်ပွဲပေါ်ဆောင်ဓာတ်မှုတွေဟာ အဖြစ်မဲ့တူတူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မြို့ရတဲ့တက်စီဆုံးရှုံးခဲ့ရတဲ့အတွက်တူတူအလုံးကအလုံးယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အဖြစ်မဲ့ပြည်သူတွေပေါ်မှာအချမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာကွယ်ရေသွောပောက်ကိုထိပါလာတဲ့လက်နက်ကန်အချမ်းဖက်လမ်းစဉ်တွေကိုလည်းလောဘလက်တဲ့ခံတက်လို့မရတဲ့အတွက်တမ်မတော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူဒီအသုစီကိုဆက်လက်ဆင်နေတော့မှာဖြစ်တယ်။လက်နက်ကန်လမ်းစဉ်နဲ့အချမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီးခါဗရာရင်းကြရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတက်သူလက်နက်ပေါ်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစက်ကြီးတိုက်ခိုက်နေတဲ့ဒိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကြမ်းသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ဘက်လမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလနဲ့ခေရှင်းဆောင်ရနေဖို့ခိတ်ခေါ်ကံလန်းထားပြီးဖြစ်တယ် နိုင်ငံရေးကြီးကဲကိုစပွားပိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့တာအဖြစ်ဆန်တယ်မှာဖြစ်တာကြောင့်ညီညာရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြောင်းထပ်မံအသိပေးပြောကြားလိုတယ်မြန်မာတမိုင်း၌အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်းတွင်တက်မတော်အနေနှင့်အလျှော့ပေးလက်ခံခဲ့သည့်အစင်လာမရှိကြောင်း တက်မတော်ကာကွယ်ဦးစည်းချုပ်ပြောကြားမြမတမိုင်း၌အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုခဲ့သည့်ဖြစ်စဉ်တိုင်းတွင်တက်မတော်အနေနှင့်အလျှော့ပေးလက်ခံခဲ့သည့်အစင်လာမရှိကြောင်းတက်မတော်ကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကပြောကြားသည် ယနေ့မတ်28ရက်တွင်ကျင်းပသည့်နှစ်80ပြည်တမတော်နေ့အခမ်းအနားမိန့်ခွန်းပြောကြားတွင်တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည့်နေမြေဒေသအလိုက်အာနာယရှိရန်စူးစမ်းနေကြသည့်တောင်ကျန်းသူများ၏တိုက်ပွဲပေါ်ဆောင်လာမှုများသည့်ပြည်သူများ၏အသက်အိုးအိမ်ပစ္စည်းဥစ္စာများနှင့်မြို့ရွာများပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက်ပြည်သူအလုံးကမုန်းတီးနေကြပြီဖြစ်ကြောင်းထို့ကြောင့်ပြည်သူများအပေါ်အကြမ်းဖက်တိုက်ခိုက်နေမှုများကိုလက်မခံနိုင်သလို တို့တာဝန်ရေးသုံးပါးကိုထိပါလာသည့်လက်နက်ကင်အကြမ်းဖက်လမ်းစဉ်များကိုလည်းလုံးဝလက်တင်ခံလို့မရသည့်အတွက်တပ်မတော်အနေနဲ့ပြည်သူလူထုတရက်လုံးဤပူးပေါင်းပါဝင်မှုနှင့်အတူတရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားသည်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်ကအာဏာပါတီရဲ့အာဏာချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ချမှုတွေနဲ့မင်းမဲဆဲဆံတဲ့အပြုတ်မှုတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်ရတွေထိခိုက်ပျက်စီးလာချိန်မှာလည်း တမတော်ကပဲတာဝန်ထိမ့်သိမ်းစောင့်ရှောက်ပေးခဲ့ရတယ်။ဒါတော့တစ်ဆင့်ပြင်းနေပါတော့အများလူသားတဲ့ပါတီစိုးဒီမိုကရေစီလမ်းကြောင်းကိုတမတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ၂ဆက်မှာပါတီစိုးဒီမိုကရေစီစနစ်ရှင်းတန်းစီဖို့အတွက်တမတော်အနေနဲ့၂၈ခုနဲ့ဖွဲ့စည်းဖို့အခြေတောက်တဲ့အကြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုကနေကူပေါင်းဆောင်ရွက်ပေးခဲ့တယ်။ဒါတော့၂ဆင့်ပြင်းနေပါတီစိုးဒီမိုကရေစီ ထူးထူးရင်းကောက်ဖွဲ့အနာရပါတီကအလွန်ရုပ်ဆိုးကြီးတန်းတဲ့မဲပဒမမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီတရားဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးရှစ်မှန်တဲ့ရုပ်ောက်ပွဲတစ်ခုမပြရဘူး။ပါတီဆိုဒီမိုကရေစီဖြစ်ပြင်းရင်းစည်းတဲ့မယုံတဲ့နိုင်ငံရေးတွဆောင်ချက်ဖြစ်လာခဲ့တယ်။တမရော်နေနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေကြီးတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလက်ပြုရှုပြီး ဖြတ်တော်ခေါ်နိုင်ငံတော်အာဏာကိုမတရားတဲ့ဤလားနဲ့အာရမရယူဖို့လုံဆောင်ခဲ့ကြတယ်။ဒါကြောင့်တံပရော်နေနဲ့နိုင်ငံကိုဒီကြီးညာပြီးနိုင်ငံတော်မျိုးကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ဒုတံပရော်နေနဲ့လွတ်လပ်ရေးချိုးဖောက်မှုကာလကလေးလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတာဝန်ရေသုံးပါးကိုထိပါလာမယ်အာဏာရှင်တွေကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူတို့အတွက်ဆွမ်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံ အနာဂတ်ကာလမှာလည်းကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ကြောင်းပြောကြလို့လေရပါတို့ဒုနိုင်ငံမှာခစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူလူထုရဲ့လူဝင်စံတတ်နဲ့ညီပါတီစိုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝါးရေးစနစ်တွေကိုဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်ရဲ့မရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်တွင်းကျဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး၂၀၁၉ခုနှစ်မေလ၂၉ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ ဟောစီဘုတ်ချေကဥပဒေဟာတူဦးတယောက်အဖွဲ့စည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စထားခြင်းမဟုတ်ပဲနေပဲကန္နအသီးသီးကကိုယ်စလဲတထောင်ကျော်ပါဝင်တဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့လူသားညီလာက တရက်ချင်းပါပြီးဖက်တန်းခဲ့ရတဲ့တမိုင်းချောင်းအများပေါ်မှာကြည်ကြဲပြပြဆွေးနွေးရည်ဆွဲခဲ့ကြတာဖြစ်တယ်ရတော်ရှိခုနှစ်ဖွဲ့စည်းပုံခြေသာဥပဒေရဲ့ပုံမှန်မဆက်ဆံလို့မူတံပရဒီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဆောင်ရှောက်ရန်အဓိကတာဝန်ရှိသည်တို့အတိအလင်းပြဌာန်းထားရတဲ့ဤဒုတံဘရော်ဒီနဲ့နိုင်ငံတော်ရှိခိုးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဆောင်ရှောက်ရန်ရှိတယ်။ဒါပြင်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှ6စာလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံ၏ဥဆောင်မှုအခမ်းအကဏ္ဍတွင်တမ္မရကပါဝင်ထောက်ဆောင်နေရေးကိုအစဉ်ဒစိုက်ဥတီသည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ကြည်ဒုတံဘရော်ဟာအမျိုးသားနိုင်ငံ၏တာဝန်ကိုလည်းခြေပေါ်စွာထောက်ဆောင်ရဲ့ ရှိတယ်အမျိုးသားနိုင်ငံရေးဆိုတာဒီတော့သူမပြုတ်ခွဲရင်ဒိုင်းသားစီတုံးညွတ်မပြုတ်ခွဲရင်အချို့ကြအာဏာတည်တဲ့ခိုင်မဲဆိုတဲ့ဒုတာဝန်ရည်သွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးရှိပွားကိုသာအစဉ်ရှိရှိပေါ်ဆောင်ဖို့ရည်ရထားတဲ့သာဝရတည်ငြိမ်တည်မြဲသောနိုင်ငံရေးပဲဖြစ်နေတနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်း ပြောကြလို့တယ်ရဘလို့တမ်ဘရောကနိုင်ငံတော်စီဘိုးအချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်မှထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစုပ္ပဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ပေမဲ့အဲ့ဒီအချိန်ကတွေ့တဲ့အချိန်ကလောင်းအချွေလောင်းအချွေဟာနိုင်ငံရေးကဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ကြီးဖြေရှင်းလိုခြင်းမရှိဘဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်ချင်းချင်းတို့တရားကင်းမဲ့စွာပြီးထုံလှုပ်ဆောင် ပုံဆော်လာခဲ့ကြတယ်အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြံဖွဲ့တွေဖွဲ့စည်းပြီးနိုင်ငံတော်ကလုံးအကြံပေးမှုတွေခြေခြေပြက်ပြက်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်အဲ့ဒါတွေတဲ့တူနိုင်ငံတော်အချုပ်ကဘလို့လားတဲ့ဒီပြက်မီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကြံတဲကိုပုံပုံချီထွက်လာစေဖို့အထောက်ပံ့အမျိုးစုံရယူပြီးမဟုတ်ပါမှသတင်းတွေနဲ့ဝါဒဖြန့်ချီမှုတွေလှုပ်ဆောင်လာခဲ့ကြတယ် အစိုးရအုပ်ချုပ်မှုရန်ရတွေဆက်ပြီးမလည်ပနိုင်စေဖို့နဲ့ဝန်ထမ်းတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတစ်ဆာမဲ့ကစွန့်ခွာသွားစေဖို့တုံ့ဆော်တာတွေလှုပ်ဆောင်ခဲ့ကြတယ်လို့တပတ်ကလည်းခေါ်တာအမြင်ချင်းမတူညီသူတွေသူတို့ကမထောက်ခံတဲ့ပြည်သူတွေကိုဒဏ်ကောင်းစဉ်တက်ပြီးရဲရဲစစ်စစ်တပ်ဖြတ်ခြင်းဖြင့်ပြည်သူတွေချမ်းမှာအကြောက်တရားဆုံးမှုကြီးဆိုးလာအောင်ရည်ရချက်ရှိရှိလှုပ်ဆောင်လာခဲ့ကြတယ်။တနည်းအားဖြင့်ငွေရည်ပန်းချက်ကိုလက်နက်ကန်အချမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ ပြည်ပအထောက်ပံ့တွေနဲ့အတူကြိုးစားလာခြင်းပဲဖြစ်တယ်။ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံရေးဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုခွင့်ကောင်းယူပြီး PDF အဖြစ်ကအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုရေးနဲ့ပြည်ရေးအကြမ်းကြီးပြပြအောင်ညီလာမောက်သူနဲ့လုံဆောင်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိမ့်ဆက်တပ်ဖြတ်တာတွေသူတို့လိုချင်ပူပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ပါတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမင်းရှုဖြစ်စီတာတွေ နိုင်ငံမယ်အဆောက်ဦးလန်ဒရာရင်းနဲ့ဂျက်စီတာဝါဒန်ကို မိုင်းထောင်ဖောက်ခွဲဖြစ်စီတာတွေစတဲ့အချမ်းပဲလို့ရတီကိုအရှင်းမြစ်တင်လို့ဆောင်လာခဲ့ကြတယ်အထူးသဖြင့်ဒနကံအချမ်းပဲလမ်းစဉ်ခြေတုပ်တွေအချမ်းပဲတောင်းချသူတွေဟာခါပရာချင်းချင်းရရှိပြီးပြည်အောင်စုနဲ့တူပါတီတို့ဒီမိုကရေစီဘိုင်းလိုက်ပေါ်မှာပါဝင်ရှောင်ရှားရေးချက်နေမည်လိုက်နေတဲ့ဒါတစဉ်စစ်ပြင်းဝါရကူတာခြေတုပ်လိုချင်တာကြောင့် တိုင်းဒါစီတို့ညွညွရေးကိုထိခိုက်တယ်နဲ့အခြေအနေတွေဖြစ်ကုန်လာခဲ့ရတယ်နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်ကျသူတွေရဲ့တိုက်ပွဲပေါ်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီဥစ္စာတွေနဲ့မြို့ရည်ပြစီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလို တို့တော်ဝဲရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလောဘလက်တင်ခံတက်လို့မရတဲ့အတွက်တမ်ဘရော်ဒီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေတော့မှာဖြစ်တယ်မြန်မာတမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကန်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမ်ဘရော်ဒီနဲ့အလျှော့ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့တို့တော်ဝဲရေသူပေါင်းကိုထိန်းသိမ်းဆောင်ရှောက်ဖို့တဲ့ ရဘတော်တွေနဲ့အသက်ကိုဗရဏမထားပဲစွန့်လွန်ဆွသားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တော်ဝင်တွေကိုကြီးပူဇော်ထမ်းဆောင်သွားကြဖို့အလေးထားမှာကြလို့ရဘတော်နိုင်ငံတော်တင်ကြီးအေးချိုင်းတဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုပ်ဆောင်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့်ပြည်သူတို့ချင်းစီနဲ့သက်ဆိုင်ရာလူကြိုးရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလူကြိုးရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလူကြိုးရေးစနစ်ကိုပေါ်ဆောင်လေးရှိနေတယ် ီလိုဖုံးဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လူကျွေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့လူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်။ဒါပြင်နိုင်ငံသားတွေဟာနိုင်ငံတော်ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတာနဲ့အညီတတ်မှတ်ထားတဲ့အသက်ရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထားဆောင်ခွင့်ရရှိရေးတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတဲ့ အသက်သွင်းခဲ့ပြီးအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေတယ်။ပြည်သူ့စစ်မှုထမ်းတွေဟာအလွာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်းအထူးစုပေါင်းတည်ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်တွေးတူအတွေးအမြင်တူယုံကြည်ချက်ခံယူချက်တွင်ကြီးတွေဖြစ်လာကြပြီးတော့နောင်တော်တပ်မတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်မှတာဝန်ချရာတပ်အသီးသီးမှကိုစီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်တည်တဲ့ နိုင်ငံသားကောင်းတွေဟာပြည်သူစစ်မှုထမ်းတွေဖြစ်ခိုင်မာတဲ့အင်အားစုတရနေတဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြားလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေနဲ့စီမံစည်းကမ်းပြုတ်ရတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်သူတိဆောက်ရေးဆိုတဲ့နိုင်ငံရေးညီမချက်နှစ်ရပ်ကိုခိုင်မာစွာအကောင့်တော်ဆောင်ရွက်လက်ရှိနေတယ်။ ိုင်ငံတော်ဆိုရကချမှတ်ထားတဲ့ရန်ကန်ရီမချက်တွေကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်တဲ့နေရာမှာဒုတက်မတော်တွေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေခံတဲ့ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအလုံးစီလုံးညွညွဆာနဲ့ပြည်တော်စုစိတ်ဓာတ်ကိုအရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝကာဝယ်ဆောင်ရှောက်ကြွားကြဖို့လိုအပ်တယ်ပြည်တော်စုစိတ်ဓာတ်ဟာအတိတ်ကမြင်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးကံဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုတ်မြစ်ဖြစ်တယ်ဒုနိုင်ငံမှာတိုင်းရင်းသားအားလုံးဟာတမြေထဲနေတရေထဲတောက်တူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရွက်လို့တဲ့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မြေပြတ်မခွဲကြပဲအေးဒူပူမြတ်တသွေးတဲ့တသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်တွေရှိဖို့အရေးကြီးဆုံးနဲ့လေဝါဆောင်ဖြစ်တယ်ဆိုတာပြောကြလို့လေပြည်ရင်အားဒီပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားအတိုင်းပြည်တော်စုပါတိုင်းရင်းသားတွေအားလုံးရဲ့ စီလုံးညီညွတ်မှုအင်အားတွေနဲ့တူတက်ညီတက်ညီအားလုံးဥပပေါင်းပါဝင်ဆောင်ရွက်မှတာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြားလိုတယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုပ်ဆောင်ရမှာပြည်တွင်းတက်ကံပဋိပက္ခချုပ်ငင်းရေးနဲ့ဘာမရကြီးကြီးရရှိရေးဟာအလွန်အရေးကြီးတယ်လူတံပေါ်တော်တွေနဲ့ငင်းချမ်းလုပ်ငန်းစီတွေနဲ့ပတ်သက်ရဲ့၂၀၁၈ခုနှစ်ဖွဲ့စည်း ဟိုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA ပါသဘောတူရေးတဲ့အတိုင်းဖြစ်နေတဲ့နာလီဒါလုံဆောင်ပါမှာဖြစ်တယ်။ဒါပြင်တနင်္ဂနွေလမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်ဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီးဖပရာရင်းကြရေးနဲ့ဖူဖူထွက်တဲ့ရေးကိုပြည်သူတွေတဲ့တူလက်တွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေ အကြံပေးတောင်းချမ်းသူအဖွဲ့အစည်းတွေအကြံပေး PDF အဖွဲ့တွေအနေနဲ့လက်နက်ကန်အကြံပေးတိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရုပ်ောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးဒီလနဲ့ဖြည့်ရှင်းဆောင်ရနိုင်ဖို့ခိတ်ခေါ်ကံလန်းထားပြီးဖြစ်တယ်နိုင်ငံရေးဒီလကိုသဘောပိုင်းပေါ်မှာပြည်စုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံတွေမှာဖြစ်လာကြောင်းရင်းကျိုင်းဆွေးနွေးမှုတွေကိုအများအားကျိုးစိုးလမ်းဖွဲ့ထားကြောင်းထပ်မံအတိပေးပြောကြတယ် ရဲဘော်တို့နိုင်ငံတော်စီပွားရေးအုပ်ချုပ်ရေးကောင်စီတွေနဲ့နိုင်ငံတော်တာဝန်ကိုစတဲ့တာထားဆောင်ခြေကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံးငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်ချမှတ်ထားတဲ့ရှစ်လုံးငန်းစဉ်900ရာဒုလပ်ပြည်တရားမျှတတဲ့ပါတီစိုဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာဆွတ်အာဏာရေးဥတည်ထားပြီး ယူကဘောကိုတမကာလအပြင်ပြန်ရင်ကြိမ့်ပေးဖို့ဒီဇိုင်းမှန်မှန်ချမှတ်ထားတယ်။နိုင်ငံတော်ဝထင်းသိပေးနေတဲ့တမရရဲ့ကိုစားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေနဲ့ဒီခုနှစ်ဒီဇင်ဘာလမှာယူကဘောချင်းပတ်ဖို့ပြင်ဆင်မှုတွေဆောင်ရွက်နေရှိရမှာကျွန်တော်ရှိခုနှစ်ဖော်စီဖို့ခြေကံဥပဒေအပါအဝင်ယူကဘောဥပဒေများဤဥပဒေနဲ့အညီဒေသလိုက်လူကြီးအခြေအနေပေါ်မှာမူတည်ပြီးယူကဘောကိုချင်းပတ်ပြုလုပ်သွားမှာဖြစ်လို့ လိုအပ်တဲ့ပြည်စင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လည်ရှိနေတယ်။ဒီတရားပြည့်ဆန္ဒမေးပေးပါကွင်းရှိသူအားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူရာချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစိုးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆောင်ရွက်နေတယ်။ရဲဘော်တို့ဒုတမတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကိုကြီးပွားထောက်ဆောင်နေဖို့တဲ့တိုင်ရေဘော်တိုင်းမှာ စိတ်ဓာတ်စီကံတိစ္ဆာစီလုံးစီလုံးမှုသောင်းရီတုံးရပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအခြေခံရည်ချင်းတွေနဲ့ပြည့်စုံပြီးအင်းအားတောင့်တတဲ့တမ္ပတော်တရားဖြစ်လာစေဖို့အတွက်ဒီကြည်နဲ့တိဆောက်လှုပ်ချုံရင်းနဲ့တိဆောက်သက်တာချာရင်းနဲ့တိဆောက်စေတတ်နဲ့တိဆောက်ဆိုတဲ့တတ္တိဆိုင်လုပ်ငန်းကြီး၄ရက်နေကြီးတိဆောက်သွားကြမှာဖြစ်တယ်။တတ္တိဆိုင်လုပ်ငန်းကြီး၄ရက်ဟာတစ်ခွတ်နဲ့တစ်ခွတ်ဆက်ဆက်လေးရှိပြီး တတရွေလေ့ကျင့်မှုတွေမှန်ကန်မယ်ဘုရားထပ်ပေါက်မှုတွေကောင်းမွန်မယ်တက်တာချောင်းချီဆောင်ဝဲပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ပေါက်ဝင်တွေနဲ့မိသားစုဝင်တွေရဲ့ကံရတက်ဖို့တွေအပေါ်မှာခင်တွေ့တက်တာမှုတမရပေါ်မှာလေးစားယုံကြည်အားကိုးမှုတမရတဲ့နိုင်ငံတော်တဲ့ဆွလွန်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်းတွေဖြစ်ပေါ်လာစီမှာပဲဖြစ်တယ်အဲ့ဒီလိုစစ်တပ်ကောင်းတွေနဲ့အတူစီလုံးညီညွတ်မှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတည်ဆောက်ထားနိုင်မှသာ ်နိုင်ငံတော်နဲ့တပ်မတော်ကပြီးရလာတဲ့တာဝန်တွေကိုခြေပြတာထားဆောင်နိုင်မှာဖြစ်လို့တတိဆွဲလုပ်ငန်းကြီးလေးရက်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့ရပါလို့ဒုတက်မတော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်တဲ့လူကြီးတာဝန်တွေကိုထားဆောင်နေကြသူတွေဖြစ်တာကြောင့်စိတ်တကြခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်တကြခံမှုဆိုတာအနိုင်ငံအရှုံးမပေးခြင်းနဲ့စိတ်ဆံထားတဲ့ ဖြစ်နေလာတာကြောင့်ရေဘော်တို့တွင်နဲ့တုံတိုက်တဲ့ကြားကကဲစိတ်တက်ရုပ်ခွေကြီးကြအလံမရတဲ့စိတ်တက်တမ်းမရရဲ့အစင်တော်ကိုအသက်ပေးဆောက်ထည်လို့တဲ့စိတ်တက်ဆရတဲ့တမ်းမရရဲ့စိတ်တက်တွေကိုရေကျိမွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမ်းမရကပေးရလာတဲ့တာဝန်တွေကိုအသက်ကိုပြဌာန်းမထားပဲမဆုံမနစ်တဲ့ဇွဲလုံးလာနဲ့ခြေပြောင်းအောင်ထားဆောင်နိုင်မှာဖြစ်တယ်အဲ့ဒီလိုတာဝန်ထားဆောင်နိုင်ထားဆောင်တဲ့အခါမှာတို့တမ်းမရဟာ စည်းကမ်းကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒူချင်းကိုစီစည်းကမ်းတိုင်းတဲ့မှုဟာအရေးကြီးတယ်ဒုတက်မတော်ဒီနေ့အချိန်ထိမရေမရရတည်နိုင်ကြစည်းစည်းကမ်းကောင်းမှုမှုနဲ့မိတ်နာကန်တမ်းမှုတွေကြောင့်ပဲဖြစ်တယ်ဒုတက်မတော်ကအားလုံးတွေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခါဝခါဝပစိုးပါမှာမြဲမြံစွာဆောင်ကျင့်ကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြစည်းကမ်းတွေလုံငန်းဝင်စည်းကမ်းတွေနဲ့ လက်ပတ်သက်စီကံဥပဒေတွေနိုင်ငံတကာမှာလက်ခံကျင့်သုံးနေတဲ့စစ်ပွဲဆိုင်ရာဥပဒေတွေထိတွေ့တိုက်ခိုက်မှုစီမင်း Rules of Engagement ROE တွေကိုလည်းတိကျကတ္တကြဖို့လိုပါမယ်။ဒါကြောင့်ရေဘော်တို့တွင်လည်းစစ်တပ်စီကံကောင်းမှုပြီးဥပဒေကိုလေးစားလိုက်တာတဲ့စစ်ပြည်တော်ကောင်းပြီးဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့အလေးနက်ထားမှာကြားလို့လေ။ရေဘော်တို့လာလူချင်းခါစားချင်းဆိုတာတရှိတရပါတယ် ပြုတ်ကြတာပဲဖြစ်ပေမဲ့ဆုလို့ချင်းဆိုတာကတော့မြင့်မြတ်တဲ့ဒုသားတချို့ကပြုတ်နိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက်မိမိနိုင်ငံတော်နဲ့အချို့ချာအာဏာအတွက်မိမိအသက်ခံတာကိုပြေးလို့ဆွမ်းဆားခြင်းဆိုတာကတော့အာဇာနည်တရားကောင်စိတ်ဓာတ်ပန်းရှင်တွေသာပြုတ်နိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်တယ်အဲ့ဒီအမှုအကျင့်တွေနဲ့ပြည့်ဝနေသူတွေဟာ အများတကလုံဆောင်မှုခင်းရင်းတဲ့တာဝန်တွေနဲ့ရင်းဆိုင်ကြုံတွေ့ကြရတဲ့အချိန်မှာဆွလုံဆွမ်းဆမ်းမှုအပြည့်နဲ့ဆောင်ရွက်ကြတယ်လို့နိုင်ငံရဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှ အမှုမထားဘဲမိမိအသက်ခန္ဓာကိုဆွလုံတဲ့အထိကြံ့ခိုင်တဲ့စိတ်ဓာတ်ပြောင်ပြောက်တဲ့သုရသက်တွေနဲ့ရဲရဲဝံ့ဝံ့တောက်ပေါင်းဝင်လို့ရှိကြတယ်ဒါရီယာစစ်တီတော်ကောင်တရားမှုမှာရှိရတဲ့ရေချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့တရတဲ့စိတ်ဓာတ်တွေနဲ့နန်တော်ကာကွယ်တာဝန်တွေကို ဆောင်းစားတော်မှာထမ်းဆောင်ရင်းအသက်ခန္ဓာဆွန့်လွတ်ခံရတဲ့တံဘောသားတွေမြန်မာနိုင်ငံရဲ့တပ်ဖွဲ့တွေနဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေအားလုံးကို ပြည်သူသားကအာဇာနည်တွေဖြစ်အစဉ်အသိမှပြုလေးစားဂုဏ်ယူကြောင်းပြောကြလို့လေ။ဒါပြင်၄၀တော်ရေးချက်တော်တစ္ဆာကိုနေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်တဲ့ဒုံကြီးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလေအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားဖွယ်ရာ အမျိုးသားကောင်း အမျိုးကောင်းသမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလို့ရရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှာကြလို့တာကတော့ပြည့်70ပြည့်တံပရိုနေဥတီချက်ကြီးဖြစ်တဲ့ဒုတာဝဲရေသောပါကိုအစဉ်အမြဲဥထိပ်ပန်ဆင်ပြီးတံပရိုရဲ့အဓိကလူကန်ကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုလူကန်တာဝန်တွေကိုကြာရခန်းခါနာမှအသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ကြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်နက်ကင်ပြည်ပခါများချုပ်ငြိပြီးစစ်မှန်တီထားပါတဲ့ငြိမ်းချမ်းရရှိရာဆောင်ရွက်ရာတွင်ဗိုလ်စည်းဘုတ်ခြေကဥပဒေ2008နှစ်တနင်္ဂနွေပြည်ကတိုက်ခတ်မှုရစဲသဘောတူစာချုပ် NCA ဘသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နဲ့နိုင်ငံသားများပေါ်ကြဲဝလာသောကြဲဝလာနေသည့်ဘေးအန္တရာယ်များမှကာကွယ်ဆောင်ရှောက်ရေးပြည်သူတို့၏လူမှုဘဝလုံခြုံရေးနဲ့လူမှုစည်းဝါးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပပေါင်းစွာကကူညီဆောင်ရွက်ပေးရေး ီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းနိုင်စီရေးအရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနေကြီးဆောင်ပီစီပါကလက်နက်ပြီးတရားမှတ်ရတော့ပါတီကိုဒီမိုကရေစီအထူးရုပ်ောက်ပဲကျင်းပနိုင်တပ်မတော်ကလွန်တီများကိုကြီးဆောင်ရဲ့ပီးဆရတဲ့ဥတည်ချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တပ်မတော်ခေါင်းတွေဖြင့်အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစီတွေမှာ